မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာဂုံးဝိန်စိတ်ကန်းကနေပြီးတော့ AR မြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မော18စီးကိုပိတ်ဆို့တိုက်ခိုက်ရာစစ်ကောင်စီဘက်က9ဦးတိတ်ဆုံးပြီးတော့တင်မော်2စီးပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လအတွင်းမှာမန္တလေးမြို့ဂေါ်ဝင်ခြေကန်းကနေပြီးတော့ ARD မြေကြောင်းအတိုင်းဆန်တက်လာတဲ့စစ်သည်မောင်း၁၈စီးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးစစ်ဌာနကိုကဲမှုအောက်မှာရှိတယ်။ပြည်ဦးလွင်ခရိုင်စစ်ဌာနကိုကဲမှုနဲ့တပိတ်ချင်းမြို့နယ်အတွင်းတော်လိုင်းတပ်ဖွဲ့များကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းတ်စစ်ခွေး၅កောင်တိုက်ဆုံးက22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်သည်မောင်းတစည်းပျက်စီးမိလောင်ကတစည်းဟာနစ်မြုပ်သွားတယ်လို့သိရပါတယ်။ဒါအပြင်သင်မောင်းနှစ်စီးဟာလည်းဆက်လက်ပြီးမောင်းနေနိုင်ခြင်းမရှိတော့ဘူးလို့ပြောပါတယ်။ အဲ့ဒီစစ်သည်မော၁၈စီးကိုမန္တလေးတိုင်းစစ်ဌာနရဲ့ကုကဲမှုအောက်မှာရှိတယ်ပြည်တွင်းခရိုင်စစ်ဌာနကုကဲမှုဖြင့်ပြည်သူ့ကာကွယ်တပ်မတော် PDF 906တပ်ရဲ့ပြည်တွင်းခရိုင်တပ်ရဲများမိုးကုတ်ပြူဟာတပိတ်ချင်းတိုက်နယ်ဘက်ကပါမြန်မြုံနယ်ဘက်ကပါမန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့နဲ့မဟာမိတ်တပ်များက AOD ပူးပေါင်းစစ်ကြောင်းအဖြစ်နဲ့စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကယာယီတမရတာဝန်ယူထားတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်ပေါင်း63ခုကိုအရေးပေါ်အခြေအနေကြီးညာကြောင်းထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်63ခုကိုကာလုံမှာယာယီတမရတာဝန်ယူထားတဲ့မင်းအွန်လိုင်းကစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကိုအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတွေကိုအနှံ့ခဲ့ပြီးတော့ စေအုပ်ချုပ်ရေးကျင်းညာလိုက်တာဖြစ်တယ်လို့သိရပါဗါဒတော်လိုင်းတက်တွေနှိမ်နှင်းဖို့နယ်မြေဒေသတင်းကြီးအေဂျင်ရင်းနဲ့တရားဥပဒေလုပ်ငန်းတွေကိုပုံမှုပြီးတော့ဆောင်ရွက်နိုင်ဖို့ဆိုပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေ၄နှစ်ကကြီးအရာအရေးပေါ်အခြေအနေကျင်းညာလိုက်တယ်လို့ဆိုပါတယ်ဒီအမိန့်ဟာရပ်ပေါင်း60အတွင်းအသက်ဝင်မှာဖြစ်တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အရေးပေါ်အခြေအနေကျင်းညာတဲ့မြို့နယ်တွေထဲမှာကချင်ပြည်နယ်မှာ9မြို့နယ်၊ကယားပြည်နယ်မှာ3မြို့နယ် ကရင်ပြည်နယ်မှာ2မြို့နယ်၊ချင်းပြည်နယ်မှာ9မြို့နယ်၊စကိုင်းတိုင်းမှာ9မြို့နယ်၊မကွေးတိုင်းမှာ9မြို့နယ်၊မန္တလေးတိုင်းမှာ3မြို့နယ်၊ရခိုင်ပြည်နယ်မှာ14မြို့နယ်နဲ့ရှမ်းပြည်နယ်မှာ15မြို့နယ်တို့ပါဝင်တယ်လို့သိရပါတယ်။အရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်တွေမှာစစ်ကောင်စီရဲ့အပြစ်ခတ်ရစဲထားတဲ့ကိုကန့်တက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေလည်းပါဝင်သလိုမိုင်းလာတက် NDAA ထိန်းချုပ်ထားတဲ့မိုင်းလာမြို့နယ်လည်းပါဝင်တာကိုတွေ့ရပါတယ်။ဒါအပြင်ဝါတပ်ဖွဲ့ UWSA ထိန်းချုပ်ထားတဲ့ဟိုပန်မြို့ကိုလည်းအရေးပေါ်အခြေအနေကြီးညာထားတဲ့မြို့နယ်တွေမှာပါဝင်ပါတယ်။ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့စစ်ခွေးတပ်ဟာအာဏာစသိမ်းတဲ့အချိန်မှာအုံပြုတ်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဒီကနေ့မှာဖျက်သိမ်းလိုက်ပြီးတော့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြုထားပြီးတော့ရွေးကောက်ပွဲကိုနှောက်ယှက်သူများကို ပုံမှန်9ခုထုတ်ပြန်ပြီးတော့တားမြစ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးကောင်းဆောင်ဟာ၎င်းဦးဆောင်ပြီးတော့ကျင်းပမယ်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ရေးဥပဒေကိုဇူလိုင်လ30ရက်နေ့မှာလက်မှတ်ရေးထိုးပြီးတော့ထုတ်ပြန်ထားပါတယ်။အဲ့ဒီဥပဒေအရရွေးကောက်ပွဲပြတ်ပြားစေရန်ဟောပြောခြင်းမဲလုပ်ငန်းစဉ်များနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးလုပ်ငန်းစဉ်များကိုဖောက်ဖျက်ကျူးလွန်မှာကအ ਨੇ စုံထောင်ဒဏ်၁၀နှစ်ကနေပြီးတော့တသက်တကြောအထိချမှတ်ခံရနိုင်တဲ့အပြင်ငွေဒဏ်များပါပေးဆောင်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီဥပဒေအရလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းထားပြီးတော့ခရိုင်အစ်စ်မြို့နယ်အစ်စ်အသီးသီးမှရှိတဲ့ကော်မတီများမှစေကောင်းစီရဲ့ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနကဥက္ကဋ္ဌတာဝန်ယူကမြန်မာဆက်သွယ်ရေးလုပ်ငန်း MPD ကခရိုင်တာဝန်ခံအရာရှိများကိုအဖွဲ့ဝင်အဖြစ်နဲ့ထည့်သွင်းထားတာကိုတွေ့ရပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရဥပဒေရဲ့ပုံမှန်16ကနေပုံမှန်20နှစ်အထိမှာရွေးကောက်ပွဲလုပ်ငန်းစဉ်များရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ပတ်သက်သူများမဲလုံငန်းစဉ်များနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုချိန်ချောက်မှုနာကျင်စေမှုရွေးကောက်ပွဲပြပြစီရန်ဟောပြောခြင်းစီယုံခြင်းဆန္ဒပြခြင်းတို့ကိုပြုလုပ်ပါကနေ့ရှိထောင်းတဲ့အနည်းဆုံး9နှစ်ကနေပြီးတော့တသက်တကြုံအထိချမှတ်ခံရနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ဒါအပြင် ယာယီတမရဖြစ်တဲ့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ရဲ့အမိန့်နဲ့စိုက်ဘာလုံခြုံရေးဥပဒေဟာလည်းအသက်ဝင်လာပြီဖြစ်ရာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ digital ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများထံကနေပြီးတော့အသုံးပြုသူများရဲ့ဂရင်းအချက်လက်များကိုတောင်းခံမှာကပေးအပ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။စစ်ခွေးတက်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့လွှတ်တော် FPTP First Past the Post နိုင်သူအကုံယူစနစ်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်အတွက်အချိုးကျစနစ် PR နဲ့ FPTP စနစ်ရောနှောပြီးတော့အသုံးပြုမယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကထုတ်ဖော်ပြောကြားထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ငေါချုံမြို့နယ်နဲ့ကြောင်မဲမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းဖတ်စစ်ခွေးတပ်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နောင်ပင်ရွာကပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မှာငေါချုံမြို့နယ်ဟိုခိုကျေးရွာကိုအချမ်းဖတ်စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့ဘုံဒီနှလုံးလက်နက်ကြီး၁၀လုံးနဲ့ drone နဲ့ဆင်းနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ အသက်50အရွယ်ဒေါ်မာတိန်ချိုထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နှလုံးဘုံးစာထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ဇွန်လ26ရက်နေ့ကလည်းဟိုခိုကြီးရွာကိုအကြမ်းဖက်ဆစ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့ပေါင်150ဘုံးနှလုံးလာရောက်ကျဲချတိုက်ခတ်ခဲ့ရာပြည်သူ၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းထိမှန်ပျက်စီးသွားတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ကြောင်မင်းမြို့နယ်နောင်ပိန်ရွာကိုအကြမ်းဖက်ဆစ်ခွေးတက်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခတ်နေခြင်းကြောင့် ရွာလုံးကျွထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့ပြောကြားထားပါတယ်။မနေ့ကဇော်လိုက်လ31ရက်နေ့မနေ့9နိုင်ကျော်ကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကနောင်ပိန်ရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စစ်ပေးရှောင်ပြည်သူများအပါအဝင်ဂျေးရွာနေပြည်သူများအလုံးဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ခွေးများပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာပင်တိမ်တက်ကဲဖုံကြီးချောင်းကိုထိမှန်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။မနေ့ကလေးကစပြီးတော့လက်နက်ကြီးတွေနဲ့ပြစ်နေတာလူတော့မထိဘူး ခဏလုံးလောက်ပြက်တယ်ပြည်သူတွေကရွာထဲမှာစက်မနေရဲတော့ဘူးစစ်ခွေးတက်ကအထက်အမိန့်ရဆိုပြီးတော့ပြက်နေတာသဘောတူညီမှုရထားတာကလည်းအခုမရှိတော့ဘူးလို့ပြောတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်ပန်းတင်အင်းရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကမိရှို့ဖျက်ဆီးခြင်းကြောင့်နေအိမ်ဆယ်လုံးကျော်ပျက်ကျခဲ့ရပြီးတော့လက်နက်ကြီးထိမှန်ပြီးပြည်သူနှစ်ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပန်းတင်အင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့နေအိမ်ဆယ်လုံးမိလောင်ပျက်ကျခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင် အကြမ်းဖက်စစ်ခွေးများဟာစစ်ဘေးတိမ်းရှောင်နေတဲ့ပြည်သူများကိုလည်းလက်နက်ကြီးများနဲ့လိုက်လံပစ်ခတ်ခြင်းကြောင့်ပြည်သူနှအုပ်တိမ်ဆုံးခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာပန်းတီအင်းရွာကိုဝင်ရောက်လာတဲ့အချိန်ဒဝဲအမျိုးသားလုံမြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း DEF TBLF နိုင်ငံပြောက်ကြားတပ်ဖွဲ့ဒေါနာတပ်ခွဲ6တို့နဲ့လည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ခွေးအကောင်30ထက်မနည်းတိမ်ဆုံးသွားတယ်လို့သိရပါဗါးစစ်ခွေးစစ်ကြောင်းကပန်းနေရင်ရွာကိုဝင်းရောက်စီးနှင်းမိရှို့တာနေအိမ်ဆယ်လုံးကျော်ပျာကျသွားပါတယ် အဲ့ဒီခွေးစစ်ကြောင်းကရွာထဲမှာတက်ဆွဲထားတော့စစ်ပေးဆောင်ပြည်သူတွေလက်နက်ကြီးတွေနဲ့ပြစ်လို့ပြည်သူနှစ်ဦးသေဆုံးခဲ့ပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချမ်းဖတ်စစ်ခွေးစစ်ကြောင်းဟာပန်းတင်အင်းရွာဘက်ကိုပြန်လှည့်လာတဲ့အတွက်ကြောင့်ပြည်သူများဟာလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခံထားပြီးတော့အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံချွန်ဘူလီမြို့မှာရှိတဲ့ Thai Poultry Group ကြက်သားဆက်ယုံမှာမြန်မာအလုံတမားတထောင်ကျော်ခန့်ကိုစစ်မှတ်ကြေးဆိုပြီးတော့ဗန်နတ်တောင်းအထိကိုမတရားတောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးမတရားတောင်းခံမှုများရှိနေတဲ့အတွက်အလုံတမားများကမပေးချင်တဲ့အတွက်တိုင်ကြားမှုများကိုလှုံ့ဆော်လို့တော့လဲအလုံဖြုတ်ခံရမှာကိုစိုးရိမ်ခြင်းပေးသွင်းထားတဲ့ငွေကြေးများဆုံးရှုံးမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်မတရားလုပ်ခံနေရတာကိုသိရှိတော့လဲမတောင်းဆိုရဲကြဘူးလို့ပြောပါတယ်။တခြားဆိုင်အောင်တွေကစစ်မှတ်ကြေးဘာညာက9500လောက်ပဲပေးရတာဗျ။အခုဆိုရင်ဘတ်ဖိုးနဲ့ စာအုပ်တက်တန်းတိုးတာက2000တောင်းတယ်သူတို့မကြိုက်လို့အလုတ်ကထုတ်လိုက်ရင်လဲအဲ့ဒီ2000ကိုပြန်မပေးဘူးစမတ်ကြီးကလည်း1900လောက်အထိကိုတောင်းတယ်မပေးနိုင်တဲ့သူမလုံနဲ့ဆိုပြီးပြန်ပြောလွှတ်လိုက်တယ်လို့အဲ့ဒီစက်ယုံကအလုတ်သမားတို့ကပြန်လဲပြောပြထားပါတယ်ဆက်ယုံမှာစစ်စေးရဲ့အဖွဲ့ကလာရောက်ပြီးတော့စစ်စေးမှုများလှုပ်ဆောင်ပါကဆက်ယုံနဲ့နီးစပ်သူများကိုသာခေါ်ပြီးတော့ဆက်ယုံမှာအကျိုးခံစား권ရှိကြောင်းထမင်းဟင်းကအစကျွေးမွေးကြောင်ပြောဆိုခိုင်းခြင်းများကိုလည်းရှိနေတယ်လို့သိရပါဗျ ဇကပြန်ဟာလည်းမြမပြည်သားတစ်ခုခုဖြစ်လို့သွားပြောရင်ဈေးုံဈေးကန်သွားဖို့ပြောရင်မသိချင်အောင်ဆောင်နေရတာနဲ့သူတို့နဲ့မဆိုင်သလိုအခုဆိုရင် ပကံစခွန်ခတွေကိုတော့ပတ်စံထုတ်တောင်းတယ်တယောက်ကို300အထိဖြတ်တယ်ဒါပေမဲ့ဘာမှမသုံးရဘဲနဲ့တစ်လကို2ခါ300ကျော်ပေးနေရပါတယ် တိုင်ရအောင်လဲဘဲမမအကူညီတောင်းလို့မရဘူးဖြစ်နေတယ်။သွားပြောလိုက်ရင်လဲကျွန်တော်တို့ပေးထားရတဲ့ဗန်းနာတောင်းကပြန်မရတော့ဘူး။အလုတ်ကထွက်တာနဲ့အဲ့ဒီဟာပြန်မရဘူးလို့စက်ယုံကအလုတ်သမားတို့က၎င်းတို့ရဲ့အခက်အခဲများကိုရင်းဖွင့်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဇိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ